်မင်္ဂလာပါရှင်ခေတ္တနေဦးမီဒီယာကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအဆုံးအလောင်းမြောက်တိုင်းစစ်ဌာနချုပ်တဲကိုရော့ကက်များဖြင့်ပစ်ခတ်တိုက်ခိုက်မှုစစ်တပ်ဗမာအရာရှိ9ဦးအပါအဝင်12ဦးသေဆုံးပြီးရိခါကိုရောင်းနှလုံးပြိုကျပျက်စီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မုံရမျိုးအခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တဲကိုရော့ကက်များဖြင့်ပစ်ခတ်တိုက်ခိုက်ရာအကြမ်းဖက်စစ်တပ်ဘက်မှအယောင်ရှိ9ဦးအပါအဝင်12ဦးသေဆုံးပြီးရိခါကိုရောင်းနှလုံးပြိုကျဖျက်ဆီးခဲ့ကြောင်းချင်းတွင်းရော့ကက်ဘရာသာ CRB မှတာဝန်ရှိသူတို့ကပြောဆိုပါရယ်အော်တိုဘာလ၂ရက်နေ့မှာအနောက်မြောက်တိုင်းစစ်ဌာနချုပ်နမကအတွင်ကိုဒေါ်လန်ရီတပ်ဖွဲ့များက9ချိန်မြောက်ဖြင့်ရော့ကက်စေလုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်ထို့တိုက်ခိုက်မှုတွင်စစ်တိုင်းရုံးမှအယောင်ရှိ9ဦးရိခါကိုရောင်းဆောင်စစ်သား9ဦးနှင့်တပ်မိသားစုဝင်9ဦးပွဲချင်းပြီးသေဆုံး ုံးခဲ့ကြောင်းတို့ပြင်တက်တွဲမိသားစု၅ဦးထိခိုက်ဒဏ်ရာရရှိပြီးဒဏ်ရာရရှိသူများကိုတပ်ဆခွဲ၄၃၀၀တက်စီယုံကိုရေးပေါ်ပို့ဆောင်ထားကြောင်းသိရပါသည် ထို့ပြင်နာမကစစ်တမ်းရုံတွင်ရှိရိတ်ခါကိုရောင်းနှလုံးလေပြိုကျပြက်စီးခဲ့ပြီးဒေါ်လန်ရေးချင်းပေါ်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမကအတွင်ကိုကိုးချိန်မြောက်ပြေရော့ကက်စဲလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါစစ်သားအရာရှိ9ယောက်အပါအဝင်တပ်မိသားစုဝင်တွေကစုစုပေါင်း12ယောက်သေဆုံးနေပြည်သူလူထုအနေနဲ့ဒေါ်လန်ရေးတပ်ဖွဲ့တွေကိုဂူကြီးထောက်ပံ့ပေးဖို့အတွက်ပဲပြောချင်ပါတယ်ဟုချင်းတွင် Rocket Brother CRB မှတာဝန်ရှိသူကပြောဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကို Children Rocket ညီနောင် Children Rocket Brother CRB ဦးဆောင်၍မဟာမိတ်ဖွဲ့များဖြစ်တဲ့ချုံမိုင်မိုင် ကနေနဲ့မုံရွာခရိုင်တရင်ဆက်လေးဘိုးလက်ကောင်းနဲ့ရင်းမပင်ခရိုင်အမှတ်ကိုတရင်စတဲ့ဖွဲ့များကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါသည်။ဆက်လက်တင်ဆက်ပေးမယ့်တရင်ကတော့တိုက်ဦးထောင်အမျိုးသမီးဦးစည်းရာရှိဇမကြီးအောင်က နိုင်ငံရေးအကျဉ်းသူများကိုအကြောင်းမဲ့တိုက်ပိတ်နှင်းပန်းနှိပ်စက်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းတိုင်ဦးထောင်မြို့သမီးဆောင်မှဦးစည်းရရှိဇမကြီးအောင်ကနိုင်ငံရေးအကျဉ်းသူများကိုအကြောင်းမဲ့တိုက်ခိုက်နှင်းပန်းနှိပ်စက်နေကြောင်း JNPP မှာတာဝန်ရှိသူတို့ကပြောကြပါရယ်ဒိုင်ဝအချင်းထောင်မှာဦးစည်းရရှိဇမာကြီးအောင်ကနိုင်ငံအချင်းသူများကိုအကြောင်းမဲ့တိုက်ပိတ်ခြင်းထောင်ဝင်စားပါစေဖြတ်တောက်ပိတ်ပင်ခြင်းဈေးပါများအဆမတန်ဈေးတင်ရောက်ချခြင်းအချင်းသူများ၏ရပိုင်ခွင့်များတားဆီးပိတ်ပင်ခြင်းများလုပ်ဆောင်ကရည်ရွယ်ချက်ရှိရှိညှဉ်းပန်းနှိပ်စက်မှုများပြုလုပ်လျက်ရှိကြောင်းသိရပါရယ်နိုင်ငံအချင်းသူမဲ့ဤသူဟန်ကောရှားစစ်ကို2025ခုနှစ်ဇွန်လအတွင်းတီဘီရောဂါတန်တရားရှိသည်ဟုဆိုကအဆောင်တွင်မနေခိုင်မဲ့တိုက်ပိတ် းခဲ့ပြီးယောဂတန်တရားရှိသူနဲ့ပေးချင်းကပ်နေသည်ဟုဆိုကဒေါ်နုနုအောင်ကိုလည်းတိုက်ပိတ်ခြင်းများလှုပ်ဆောင်ခဲ့ကြောင်းထို့သောတီဗီတန်တရားနဲ့တိုက်ပိတ်မှုအတွက်ဒေါ်နုနုအောင်ကတီဗီယောဂတန်တရားရှိပါကအိမ်မှထောင်ဝင်စာတွေ့လျင်အိမ်ကိုစစ်ခွင့်ပြုရန်တောင်းဆိုတော်လဲဦးစည်းရာရှိဖြစ်သူဒေါ်စမာကြီးအောင်ကခွင့်မပြုဘဲထောင်မှစစ်ဆေးပေးမည်ဟုပြောဆိုခဲ့ပြီးတီဗီယောဂရှိမရှိပါက တီဗီယောဂါမရှိပါကတိုက်မှပြန်ထုတ်ပေးမည်ဟုပြောဆိုခဲ့ကြောင်းသို့တော့တီဗီယောဂါဆစ်ဆေးပြီးနောက်နှစ်ဦးလုံးယောဂါမရှိတော့လေလက်ရှိချိန်ထိတိုက်ပိတ်ထားကြောင်းသိရှိရပါတယ်အခုလိုဖြစ်ရတွေကတထောင်နေမဟုတ်ပါဘူးထောင်တိုင်းမှာဖြစ်ပျက်နေကြတာရှိပါတယ်အကျဉ်းသားတွေကိုအနီးကျပ်အောင်လုပ်တာပါဒီလိုအကျဉ်းသားအခွင့်အရေးချိုးဖောက်မှုတွေစီးလုံဝါလိုစီမံမှုတွေကိုဆက်လက်မပြုလုပ်ဖို့တိုက်တွန်းတောင်းဆိုကြပါတယ်နိုင်ငံတကာအဖွဲ့အစည်းတွေလည်းအကျဉ်းထောင်တွေကိုပို့ပြီးအာရုံစိုက်စေကြပါတယ်ဟု JNPP မှတာဝန်ရှိသူကပြောကြားပါတယ်လက်တလုံးမှာတိုက် ်ဦးထောင်မှအကြောင်းမျိုးမျိုးပြကအမျိုးသမီးနိုင်ငံရေးချင်းသူများကိုတိုက်ပိတ်ခြင်းများလှုံ့ဆော်နေသည့်ပြင်တိုက်ပိတ်ရာမှာလည်းမိန်းမဆောင်တိုက်မမထားပဲယောက်ျားလေးတိုက်ဖြစ်တဲ့တိုက်အမဲ656များမှာထားသည့်အတွက်တိုက်ပိတ်ခံရသူအချင်းသူများမှာစိတ်လုံခြုံမှုမရှိခြင်းရီချိုးရတွင်လည်းအဆင်မပြေခြင်းများစွာဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရပါသည်။ ထို့ပြင်ဒိုင်ဦးထောင်၏အမျိုးသမီးဦးစည်းရရှိစမကြီးအောင်ကဖမ်းဆီးများထိန်းချုပ်ကန့်သက်ခြင်းအချင်းသူများ၏ရပိုင်ခွင့်များကိုဒါစီပိတ်ပင်ထားခြင်းတရားဝင်ဈေးပါများကိုအစမတန်အမျက်တင်ရောင်းချခြင်းများလုပ်ဆောင်နေသည့်အပြင်ထောင်ဝင်စားပါစီများကိုကန့်သက်ထားကြောင်းအချင်းသူများကိုအချင်းထောင်တွင်ဈေးတင်ရောင်းချသောအချင်းသားများအငွေဖြင့်ဝယ်ရတဲ့ထောင်ဈေးပါမှဈေးဝယ်ခိုင်းပြီးတရားဝင်ဈေးပါကို9000ကျပ်ထိဝယ်ယူခွင့်ပြုကြောင်းငွေကျပ်9000 အထက်ကျော်လွန်ပါကအပြင်းရှင်းစနစ်ဖြင့်တောင်းခံနေကြောင်းသိရှိရပါသည်။အကျဉ်သူများ၏အနှွေးတယ်များကိုလည်းအယောင်ပါတီများကိုဝက်ခွင့်မပြုဘဲရှောက်ဖွေရေးတွင်အကုန်သိမ်းစီကြောင်းလက်ရှိအပြုသာ ပေးတင်ခွင့်ပြုမည်ဟုပြောဆိုခဲ့ပြီးထောင်ဝင်စာပါဆင်လာချိန်တွင်စားတောက်ကုန်များတကူရေးအတုံးဆောင်များကိုလုံလောက်စွာပေးသွင်းခွင့်မပြုကြောင်းထောင်ဝင်ဆောင်အဝတ်ထည်လုံလောက်စွာပေးသွင်းခွင့်မပြုဘဲကန့်သက်ထားကြောင်းသိရှိရပါသည်ထို့သောအနှွေးတယ်များလုံလောက်စွာထုတ်မပေးခြင်းအနှွေးတယ်များလုံလောက်စွာပေးသွင်းခွင့်မပြုသောကြောင့်အချင်းသူများမှအေးတန်ခံနေရပြီးကိုယ်ခံအားနည်းကဖျားနာမှုများဖြစ်ပေါ်နေကြောင်းဝေဝေရနာများစွာပေါက်ခြင်းများဖြစ်ပေါ်လျက်ရှိကြောင်းသိရပါသည် ထို့ကဲ့သို့အချင်းသူများကိုရည်ရွယ်ချက်ရှိရှိညှဉ်းပန်းနှိပ်စက်မှုများအတွက်ကျူးလွန်သူဦးစီးရရှိစမကြီးအောင်ပါဝင်ပါဝင်ပတ်သက်သူများကတာဝန်ယူတာဝန်ခံရမည်ဖြစ်ကြောင်း JMPP အနေဖြင့်တိုက်ပိတ်ခံနိုင်ငံရေးအကျဉ်းသူများနဲ့သက်သားရက်တီလျက်ရှိပြီးအမြင့်ဆုံးတိုက်ထဲမှထုတ်ပေးရန်နဲ့ရင်းလုံရက်များကိုတာဝန်ယူမှုတာဝန်ခံမှုရှိစေရန်တောင်းဆိုထားပါတယ်။တိုင်ဥထောင်မှာတို့တို့ကောင်းစင်မျိုးမျိုးဖြင့်မတရားဆွဆဲကအကြောင်းပြချက်မရှိဘဲအကန့်အသတ်မဲ့တိုက်ပိတ်ထားခြင်းကိုအပြင်းထန်ရှုတ်ချကြောင်း JMPP ရဲ့ထုတ်ပြန်ကြေညာချက်အရသိရှိရပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံတွင်နျူကလ িয়ার ဓာတ်ပေါင်းဗိုလ်တည်ဆောင်ရေးအတွက်စစ်အရာရှိအများပြားကိုရုရှားသို့ပညာတော်သင်များဖြင့်မင်းအောင်လိုင်ကအဆက်မပြတ်စေလို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံတွင်တည်ဆောင်ရင်ရှိနေသည့်နျူကလ িয়ার ဓာတ်ပေါင်းဗိုလ်စီမံကိန်းအတွက်မင်းအောင်လိုင်ကစစ်အရာရှိအများပြားကိုရုရှားနိုင်ငံသို့ဖွင့်လို့ပညာတော်သင်များဖြင့်အဆက်မပြတ်စေလို့လည်းရှိကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါရယ်။မြန်မာနိုင်ငံတွင်ရုရှားကမဂါဝက်130အသေးစားနျူကလ িয়ার ဓာတ်ပေါင်းဗိုလ် ုတည်ဆောက်မည်ဖြစ်ပြီးရှင်းအောင်မကောက်ဝက်330တင်လျက်စစ်တိုးချဲ့ထုတ်လုပ်နိုင်ရန်နျူကလ িয়ার ဓာတ်ပေါင်းမှုကိုအဆင့်တိုးမြင့်နိုင်သွားရန်နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့ပြီးနျူကလ িয়ার ဓာတ်ပေါင်းမှုစီမံကိန်းတွေရုရှားနဲ့မြန်မာနှစ်နိုင်ငံနားလည်မှုစာချုပ်လားသဘောတူညီချက်ကိုညွှန်ကြားမှုကြောင့်ရုရှားညွှန်ကြားမှုကြောင့်နဲ့မြန်မာနိုင်ငံသိပ္ပံနဲ့နည်းပညာဝင်ကြီးမျိုးသိန်းကျော်တို့ကယခုနှစ်အေဗီလာတွင်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည် ထို့သောနှစ်နိုင်ငံနျူကလ িয়ার ဓာတ်ပေါင်းမှုစီမံကိန်းလက်မှတ်ရေးထိုးပြီးနောက်စစ်တပ်ကနျူကလ িয়ার ဘာသာရေးဆိုင်ရာပွဲလုံရရှိထားသောရုရှားပြန်စစ်ဖို့ရရှိများကိုပြန်လည်စုစည်းကလက်တွေ့နျူကလ িয়ার ဓာတ်ပေါင်းမှုတိစောက်ရေးအတွက်ပွဲလုံဘာသာရေးများတင် जा နိုင်ရေးပညာတော်သင်များဇက်တိုက်ဆင်းလွတ်လျက်ရှိကြောင်းသိရှိရပါသည်။နေပြည်တော်ဘက်ကတော့ပညာတော်သင်တွေရာနဲ့ချီပြီးတော့ဆင်းလွတ်နေပါသည်။လူရင်းချေတာရောဆင်းလွတ်တာရောကိုတက်ချုပ်ကအဓိကစီမံခန့်ခွဲပြီးဆောင်ရွက်နေတဲ့အဓိကပုံမှုစဉ်နေပွဲလုံမဟာပွဲတွေ နျူကလ িয়ার ဘာသာရဲနဲ့ပတ်သက်ပြီးထပ်ပြီးအစီအမင်းစီးပူဖို့နဲ့လက်တွေ့မှာလုံနိုင်ကိုင်းနိုင်တဲ့အထိလေ့ကျင့်သင်ကြားပေးဖို့ရုရှားကိုဆိတ်လို့နေတာပါအရင်ကတည်းကရုရှားကနေနျူကလ িয়ার သိပ်ပံဘာသာရဲနဲ့ဘွေးလုံရထားပြီးသားအရာရှိတွေလည်းအများကြီးရှိတယ်အဲ့ဒီတဲကမှထူးချွန်သူတွေကိုတက်ချုပ်ကပြန်ရွေးပြီးဆိတ်လို့နေတာဟုနေပြည်တော်ဆွေဘက်တရင်ရှင်မြစ်ကပြောဆိုပါတယ်မင်းအောင်လိုင်းကနျူကလ িয়ার နည်းပညာကိုငြိမ်းချမ်းသောနည်းလမ်းဖြင့်အသုံးပြုမည်ဟုပြောဆိုထားတော်လဲနျူကလ িয়ার ပညာရဲနဲ့ပတ်သက်၍ဆိတ်ဘက်အရာရှိများကိုသာရုရှားသို့ပညာတော်သင်ဆက် လုပ်ပြီးရေပတ်မှဝန်ထမ်းများကိုစေလွှတ်မှုအလွန်နှေးပါကြောင်းသိရှိရပါသည် သိပ္ပံနဲ့နီးပညာဝင်ကြီးဌာနအောက်ပံမှာအမှုမျိုးစွင့်ဦးစီးဌာနဆိုတာရှိတယ်။အဲ့ဒီဌာနကအရာရှိတွေကိုတော့ရုရှားကိုနျူကလ িয়ার ဘာသာရဲ့အတွက်ပညာတော်သင်ဆစ်လွတ်တာကအင်မတန်ကိုနေပါတယ်။အခုပညာတော်သင်ဆစ်လွတ်နေတာကတပ်ဖက်ကပဲအများဆုံးပဲနျူကလ িয়ার နဲ့ပတ်သက်လို့ရှိရင်တပ်ဖက်ကပဲအများဆုံးပဲနျူကလ িয়ার နဲ့ပတ်သက်ရင်ပညာတော်သင်တွေကစစ်တပ်ဘက်ကကြီးပါပဲဟုနေပြည်တော်စစ်ဘက်သတင်းရှင်မြေရဲ့ပြောဆိုချက်အရသိရှိရပါတယ်။ မြန်မာနိုင်ငံရခိုင်ကစက်တင်ဘာလမှာရုရှားခီးစင်တွင်မြန်မာနိုင်ငံမှာအငင်းစားလျှက်စစ်တအားပေးဆက်ယုံတိစောက်နိုင်ရေးအတွက်လိုအပ်တဲ့နျူကလ িয়ার အခြေခံအစအုပ်လူဆန်းအရှင်းမြင့်များနဲ့အခြားလိုအပ်သည့်လုပ်ငန်းများကိုရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ကုမ္ပဏီတို့ကတက်နိုင်သမျှဆက်လက်ကူညီပေးပါရန်မြန်မာနိုင်ငံကရုရှားအစိုးရကိုမြစ်တာရက်ခံထားကြောင်းသိရှိရပါသည်